အားလုံးမင်္ဂလာပါရှင်17လပိုင်းမှာသာသာပရိသတ်မိများရဲ့ကံကြမ္မာများကိုတလဆာအသေးစိတ်ကလေးဟုတ်ပြောပြီးမှဖြစ်ပါတယ်။ကြာသာပရိသတ်သမီးများဒီဗီဒီယိုလိုက်ကလေးကိုကြည့်ရှုနေရဆိုရင်စာဆုံးလေးကြည့်ပေးဖို့မမေ့ပါနဲ့။ဒီစက်တလပိုင်းမှာကြာသာပရိသတ်သမီးများရဲ့အကောင်းဆုံးရက်ကိုပြောပါဆိုရင်3ရက်၊7ရက်၊16ရက်၊18ရက်၊26ရက် အဲ့ဒီရက်ဒီမှာကိုယ့်ရဲ့ရေးကြီးတဲ့ကိစ္စတွေဆောင်ရွက် ပြောဆိုမယ်လောက်ကင်မယ်ဆိုလို့ရှိရင်တော့အောင်မြင်မှုတွေရရှိတတ်ပါတယ်ဒီလိုရက်မျိုးမှာကိုကရွေးချယ်ပြီးတော့ပြုလုပ်ဖို့လိုအပ်ပါဒီ7လပိုင်းဒီလမှာအကောင်းဆုံးရက်ဒီ16ရက်ဖြစ်ပါတယ်16ရက်မှာကိုယ့်ရဲ့လုပ်ငန်းတွေစတင်တာငွေကြေးကိစ္စတွေစီမံခန့်ခွဲတာမျိုးတွေ အစတင်မှာအကောင့်ထည့်ဖို့ပါသာသာပရိသသမီးများဒီ7လပိုင်းမှာဆိုလို့ရှိရင်တော့စပီစီနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်တော့ကရောက်စရာတွေဆုံးရှုံးစရာတွေပျက်စီးဆုံးရှုံးတတ်ပါတယ်အဲ့တော့စိုက်ပျိုးရေးလုပ်ငန်းလေးနဲ့ပတ်သက်ပြီးတော့ဒီ7လပိုင်းမှာရင်းနှီးမြှုပ်နှံမယ်ဆိုလို့ရှိရင် အထူးဂရုစိုက်ရမှာဖြစ်ပါတယ် တာမာပြီးသားသမီးများအိုးအိမ်နေရထိုင်ခြင်းကိစ္စတွေနဲ့ပတ်သက်ပြီးအပြောင်းလဲကြီးကြီးမားမားတွေပြောင်းလဲသွားတော့ပါတယ်။ဒီ17လပိုင်းမှာသူတို့ရဲ့ကံတရားတွေမထင်မှတ်လောက်အောင်လူတကာအံ့ဩလောက်အောင် ပြောင်းလဲသွားတဲ့အပြောင်းလဲကြီးဖြစ်ပါတယ်။ဒါကြောင့်ကြာသာပြီးသားသမီးများနေဆိုလို့ရှိရင်ဒီ7လပိုင်းမှာအထူးဂယူဆိုင်ဖို့လိုအပ်ပါတယ် မိမိတို့အနေနဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေစောင့်ရွက်ရတာများတဲ့ကာလတစ်ခုဖြစ်ပါတယ်လူမျိုးသားကူညီမှစားတတ်ပါတယ်ကို့အိမ်မှာညာညက်နေအမျိုးသမီးဧည့်သည်ရောက်လာတတ်ပါလေရောက်လာရင်လက်မခံတတ်ဘူးတော့လိုအပ်ပါတယ် အမှုဖြစ်သွားတတ်ပါလေကိုကိုယ်တိုင်အမှုဖြစ်တာယုံရောက်တာရောက်ွက်ယုံရောက်ွားတာပေါ့ဒါမျိုးလေးတွေလည်းဖြစ်တတ်ပါလေအထူးဂီယူဆိုင်ပြီးနေရမှာဖြစ်ပါလေဒီကာလာလေးမှာကို့အိမ်မှာတဲခုနေထိုင်ပြီးရောမနော်ကိုရဲ့အမှုရှိတဲ့အရာလေးတွေယူသွားတာအလိန်ခံလဲရတာဖြစ်တတ်ပါလေ ငွေကြေးကိစ္စတွေမှာဝင်လာမစဲတသေးသေးဖြစ်နေတတ်ပါတယ်ငွေအလုံးလိုက်ရင်းလိုက် ထုတ်လိုက်ထည့်လိုက်နဲ့ဟိုဝင်မဲ့ကိန်းတစ်ခုဖြစ်ပါတယ်ဒါကြောင့်ကြာတာပြီးတာသမီများ ကိုယ်အိမ်မှာရှိတယ်ဆိုရင်ကတ်ထားလိုက်ပါဒီလာတွေမှာကြာတာပြီးသားသမီးများ လုပ်ငန်းတိုးတာ၊ယာတူးတိုးတာမျိုးတွေအများအပြားကျုံ့ဝတ်တတ်ပါတယ်။နုပညာရှင်သမားတွေကြာတာပြီးသားသမီးဆိုရင်တော့ အောင်မြင်တတ်ပါတယ်အောင်မြင်မှုတွေရရှိတတ်ပါတယ်နာမည်ဂုဏ်သတင်းတွေပို့ပို့ပြီးတော့ကြီးပွားတတ်ပါတယ်ကြီးသွားတတ်ပါတယ်เนาะအဲ့တော့ဘာပဲဖြစ်ဖြစ်ဒီလာတော့ကြာသာပြီးသားသမီးရဲ့ကောင်းတဲ့လာတလာလို့ပြောလို့ရပါတယ်မိမိတို့အနေနဲ့အခုတော့ရှိပါတယ်မိမိရဲ့အလုပ်အကိုင်းမှာမိမိရဲ့လုပ်ငန်းမှာအကြီးကြီးရဲ့ ထင်လွဲခြင်းတွေကြုံရတတ်ပါတယ်ထင်လွဲခြင်းတွေခံရတတ်ပါတယ်ဒီကာလလေးမှာတော့၁၇လပိုင်းမှာတော့ကိုယ့်ရဲ့အပြောအဆိုတွေအောင်းမင်းမယ်ကိုယ့်ရဲ့ဩဇာတွေထက်မြက်လာမယ်ကိုယ့်ရဲ့နာမည်လေးတွေလူပိုသိလာမယ်ပေါ့နော်အဲ့တော့ဒီကာလလေးမှာသာသာပရိသတ်သမီးများဒေါရထွက်လွယ်တာမျိုးစိတ်တူတာမျိုးတွေကိုယ့်ရဲ့ပါဇက်ကဆဲဆိုဒါမျိုးတွေမလုံးမိဘူးတော့လိုအပ်ပါတယ်တတ်နိုင်သလောက်မိမိရဲ့ နှုတ်ကို ကောင်းမွန်တဲ့စကားလေးတွေထိမ့်သိမ့်မှုလိုအပ်ပါတယ်နောက်တစ်ခုကကြတော့ဒီကာလမှာကိုရဲ့မျက်နှာအမွှေးနှံ့တာတစ်ခုခုလေးဒီလိုမျိုးလေးတုပ်လိမ့်မိတာမျိုးတွေလုတ်ပြီးပါဒီကာလမှာသာသာပိသာသမ ्या ရဲ့တီရီကျက်တီရီမင်္ဂလာရှိတဲ့နေရာဒီမျက်နှာမှာဖြစ်ပါတယ်ဒါကြောင့်ကိုရဲ့မျက်နှာမှာဒဏ်ရာရတာမျိုးထိကြိုက်တာမျိုးတွေမပြု မပြူမိအောင်မဖြစ်ရအောင်ကိုကိုယ်တိုင်းစောက်ရှောက်ရမှာဖြစ်ပါတယ်ဒီကာလမှာကိုယ့်ကိုယ်နှကောင်းနှမျက်တရားကုညီမစားဖို့အတွက်က ကိုကိုတိုင်းကလည်းမေတ္တာဘာဝနာတွေပွားများဖို့လိုအပ်ပါတယ်အနည်းဆုံးမေတ္တာတော့၃កောက်တော့တော့ရှုပေးရမှာဖြစ်ပါတယ်မနဲ့မိုးလေးနာနဲ့မေတ္တာတော့လေးယူမယ်ကိုအိမ်ကနေထွက်မယ်ကိုရဲ့အလုပ်ကိစ္စတွေကိုယုံကြည်မှုရှိစွာနဲ့ဒီနေ့ငါရဲ့အလုပ်တွေကအောင်မြင်ပြီးကိုစိတ်ထဲမှာဒီလိုတတ်မှတ်ပြီးတော့မှကိုအိမ်ကနေထွက်မယ်ဆိုရင်လည်း အဲ့ဒီနေ့တနေ့သာဒီအောင်မြင်မှုကိုရရှိမှာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ကြာသာပြီးသားများဒီ17လပိုင်းမှာအရာရာ ကောင်းမွန်တဲ့တန်တရားပေါ်မှာတည်ရှိနေပါတယ်။အချီရေးမှာလည်းကောင်းတယ်၊အိမ်တော်ရေးမှာလည်းကောင်းနေပါတယ်။မိသားစုရေးနဲ့ပတ်သက်ပြီးတော့ကိုယ်ကဒီလာဒီမှာပို့ပြီးတော့ကူညီပေးရတဲ့ကာလတစ်ခုလည်းဖြစ်ပါတယ်။ ပို့ပြီးတော့လည်းအကူအညီပေးရတတ်ပါတယ်အဲ့တော့ကိုယ့်အိမ်မှာဖခင်ပုံတော်တို့เนาะချင်းသူလေးပုံတော်တို့เนาะဆရာတော်ကြီးတွေတကူးကြီးတွေပုံတော်ကြီးတွေဝင်လာတတ်ပါတယ်ဝင်လာရင်လည်းအရန်ကောင်းပါတယ်ဒါကြောင့်ကြာသာပြီးသားသမီးများအနေနဲ့ကမိမိတို့ရဲ့ကိုညီမသားမဲ့တူလေးတစ်ပြေးပြေးနဲ့ ပေါ်လာတတ်တယ်မိတ်ဆွေကောင်းတွေတွေ့ရတတ်တယ်ဒါပေမဲ့ကို့မှာရှင်ထားတဲ့ရွှေရတော့ပြန်ထွက်သွားတာပြက်စီးပြီးတော့မှထွက်သွားတာမျိုးတွေရွှေပြက်သွားတာမျိုးတွေလည်းဖြစ်တတ်ပါရုပ်တရက်တော့ကျမ်းမာရေးတော့ညံ့တယ်ဒါပေမဲ့စိုးရင်စရာတော့မရှိဘူးနော်ဒါပေမဲ့ခྱི་ထွက်မဲ့ကိစ္စမျိုးတွေရှိတယ်ဆိုရင်လည်းခྱི་ကိုဖြစ်ဖြစ်မြောက်မြောက်အောင်မြင်မြင်နဲ့တွားရတတ်ပါတယ်ဒါကြောင့်ဒီကာလာလေးမှာ ကြာသာပြီးသားသမီးများမိမိတို့အနေနဲ့တနင်္ဂနွေတောင်မှာဇေဒီတစုစုမှာမိသက်စီပူဇော်ပေးပါဗုဒ္ဓဘူးနေ့တိုင်းရှောက်တီးတုပ်ကိုမနက်ပိုင်းလေးမှာ ဖရာကိုဆုံးတော်ကပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့အုံးလို့နဲ့ချက်တဲ့ဘေသာဟင်းကိုဖုံးချောင်းဆွန်းကြိုက်လေးပို့ပေးပါဗုဒ္ဓဘူးနေ့မှာပဲပြုလုပ်ပေးလိုက်ပါဒါဆိုရင်ကိုယ့်ရဲ့အမြတ်နေကြည်သွားမှာဖြစ်ပါတယ် ဒီကာလမှာဇာတာပိသားသမီးများထိပေါက်ကိန်းလည်းရှိပါတယ်ထိထိုးမယ်ဆိုလို့ရှိရင်ခွန်နှစ်အစ6အစုံ6စခွန်နှစ်အစုံခွန်6ကနန်းတွေပါတဲ့ကနန်းတွေများများထိုးဖို့လိုအပ်ပါတယ်အဓိကပြောချင်တာဇာတာပိသားသမီးများနိုင်ငံခြားခရီးတွေခရီးနဲ့ပတ်သက်တာတွေဆက်တလပိုင်းမှာအောင်မြင်ပါတယ်မမျော်လင့်မဲနဲ့လည်းခရီးဝေးတွေတွားရတတ်ပါတယ် ဲ့တော့မိတ်ဆွေကောင်းနေနဲ့ပြန်တွေ့မယ်ချစ်သူခင်သူပေါ်များတဲ့ကာလတစ်ခုဖြစ်ပါတယ်ဒါကြောင့်ကြာတာပြီးသားသမီးအင်တာပြီးဖြစ်ဆိုတာဆောင်းဝဲပညာရက်နဲ့ပတ်သက်တာမျိုးတွေလည်းအောင်မြင်တတ်ပါတယ်ဒါပေမဲ့တစ်ခုရှိတယ်ကြာတာပရိသားသမီးများဒီမိမိတို့အနေနဲ့ဘာလေးပဲလုပ်လို့ရှေ့ရက်ကိုမျက်နှာမူပြီးတော့ဆူတောင်းပြီးတော့ဒါတော့ အောင်မြင်ပါတယ်အဓိကပြောချင်တာတနေကိုနေတော့เนาะအရှိမြောက်တော့ရဲ့ကိုတော့ခေါင်းပေးအိမ်မီတာခီးထွက်မီတာမျိုးတွေမပြုတ်လောက်ပါနဲ့အဓိကကြာတာပြီးသားသမီးအစိမ်းရောင်ကိုရှောင်ရမှာဖြစ်ပါတယ်